ဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်ရှင်မှာရောင်းချနေတဲ့ကတ်ကဒီဒီကတ်တွေပေါ့နော်ဒါဆိုလို့ရှိရင်1500ဝက်ပေါ့နော်1500ဝက်ရှိတယ်ဒါတော့ရိုးရိုးတွေပေါ့နော်အာကပစီတာဆိုတော့ electrolytic capacity တွေပဲဖြစ်ပါတယ်ဒါဆိုရင်ဒါ1000ဝက်ပေါ့နော်ဒါရိုးရိုးတွေဒါကြတော့နောက်မှကျွန်တော်အသေးစမ်းစမ်းမာထားတဲ့ SMD တိုက်တွေပေါ့နော်အာကျွန်တော်အကြိုက်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကက်တွေပိုကြိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ efficiency ပိုကောင်းတယ်။ efficiency ပိုကောင်းတယ်ပြီးလို့ရှိရင် တို့ကဒီ circuit မှာကြည့်လိုက် smooth ဖြစ်တယ်ပေါ့နော်အဲဒါမဲ့ကျွန်တော်အကြိုက်ပြောမလို့ဒီကောက်ကျွန်တော်ပိုးကြိုက်တယ်အဲဒီကတည်းကပြီးလို့ရှိရင်တေယူဈေးကလည်းအရန်သက်သားတယ်ပါဆိုဟီးစင်းနေပါလိမ့်မရှိဘူးပို့ပေါ်ဖြစ်တယ်ဈေးလည်းအဲ့လောက်မကြီးဘူးပေါ့နော်ဒါမဲ့ဒီကတည်းကကျတော့ affection ဒီအဲ့လောက်မကောင်းဘူးကောင်းဆိုတော့ဒီကက်က90ရာခိုင်နှုန်းကောင်းဒီကက်80ရာခိုင်နှုန်းကောင်း80ရာခိုင်နှုန်းပဲကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒီကက်တွေကိုဘာလို့ရောင်းရလဲဆိုတော့အကြောင်းအရာရှိပါတယ် ီကက်တွေဘာလို့ရောင်းလဲဆိုတော့ဒီကက်တွေမှာသူခိုးထားတာခုမှမရှိဘူးအဲသုံးထားတဲ့ NGB တွေကောင်းတယ်ဒါဆိုဒီမှာ NDB 1 and 3 2တွေပြီးရင်အခုမှဟိုလိုမျိုးစသင်းမဲ့လူတွေတော့ကကြတော့လို့ရှိရင်ဒီကောင်တွေပို့ပို့ပြီးတော့လွယ်ကူတယ်ပြီးရင်ပြင်ဆင်ဈေးကလည်းပို့ပြီးတော့အာဟိုဘယ်လိုပြောလဲဆက်စရာတိုင်းတော်တော်များများပြင်နိုင်တယ်ပြီးရင်အော်ဘယ်လိုလဲစပယ်ဘက်ကလည်းကျွန်တော်တို့ရှိမှာဝယ်နိုင်တယ်ဒါဆိုမန်လေးမှာဆိုလို့ရှိရင်အိုင်းမှာတော့ဝယ်လို့ရတယ်ဒီဒီမော်ဖတ်တွေ ရန်ကုန်မှာဆိုလို့ရှိရင်တော့မြန်မာအလက်ထရောနစ်ဆိုလို့မှာကျွန်တော်တို့ဒီ2113အကစားပဲလို့ရတယ်ဒီကောင်ဆိုလို့ရှိရင်ဒါ2112113ဒီဒီကောင်ဆိုရင်3525ဒါ NCD တို့သူတို့ကသုံးနာဆိုတော့ဒီကောင်ကကျွန်တော် universal ကြားဒီကောင်ကျတော့ကျွန်တော်တို့အာဆက်ဆရာတိုင်းပြင်နိုင်တယ်ဘာလို့ပြင်နိုင်လဲဆိုတော့ဆက်ဆရာတိုင်းကမပြင်နိုင်ဘူးမဟုတ်အဓိကတော့စပယ်ယာပဲရှားတာပေါ့ဗျာဒီကောင်တွေကျစပယ်ယာပဲရှားတယ်ကျွန်တော်ဒီဒီတိရမလား SME တိုင်း ဟိုဘာကပက်စီတာဆိုလို့ရှိရင်ကျွန်တော်တို့ချိန်မှာဝယ်ရတာရှားအရင်ရှားအရင်ရှားတဲ့ခါကျတော့ဒီကကကောင်းတယ်မှန်တယ်ဆိုအရင်ကောင်းတယ်ဒါပေမဲ့စပယ်ဘက်ဝယ်ရတဲ့ပြဿနာကြောင့်ကျွန်တော်တို့ဒီကတည်းကကောင်းရတာ ਨੇ အာတိတ်မသွင်းနိုင်ဘူးပေါ့နော်ဒီကဆိုဟိစီကြီးကလည်းအကြီးပဲကပက်စီကလည်းအကြီးပဲကျွန်တော်တို့မှလည်းဟိုဟိုတွင်းရတဲ့ကုန်ကြမ်းစည်းကလည်းပိုများတယ်ဒါပေမဲ့အဲ့ဒါလည်း ိုကိုယ်တိုင်စစ်ပြီးဟိုနင်းဖြစ်ခဲ့ရင်တော့မှပဲတချို့အားကြာအဲ့ဒါတတ်နိုင်တယ်ဒါပေမဲ့ဒီကတ်တွေကြလို့ရှိရင်ဒါပြင်းမှုအတွက်ကလူတိုင်းဟိုဆက်စီအားတိုင်းပြင်းနိုင်တယ်အဲစပယ်ယာဘက်ကလည်းပေါ်တယ်ပေါ်တယ်ပြီးလို့ရှိလို့ရှင်ဒီ EG002 ဆိုလို့ရှင်လည်းဒီတခုချင်းဖြုတ်လဲလို့ရမယ် IC တွေလည်းဝယ်လို့ရတယ်သို့မဟုတ်ဒီအထောင်လိုက်ကတ်ဝယ်လို့လည်းရပြီးရင်ဒီဒီ fader fader ကပဲရှိတာပေါ့နော်သူကအဖြစ်များဆုံးတော့မှာပါတယ်ဒီကောင်လည်း ဝယ်လဲလို့ရတယ်ဆိုတချို့ကတော့ရှိတယ်ဗောနော်ဒီကတ်အပြာနဲ့ကျွန်တော်က0တော့ခေါ်တာဗောနော်သူကမေးတယ်ဘာလို့ကတ်အပြာကျတော့ဘာလို့ဈေးနေမင်းတို့ကဈေးများလဲဆိုတော့အဲ့အဲ့ညာလေးတခုတော့ရှိပါတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါစပယ်လည်းပြန်ပေးရတာဗောနော်စပယ်ပြန်ပြန်တချို့အစင်ရောင်းတဲ့လူတွေကြားလို့ရှိလို့ရှိရင်ဘာဖြစ်လဲဆိုတော့အကေဒီလူမျိုးကမ်ဘူနဲ့ဆင်လိုက်ပြီဆိုပါတော့အဲ့ဒါတခုတတ်သွားလို့ရှိရင်ပြင်ပေးဖို့အတွက်က ီဆက်ဆရာတွေအတွက်ကလည်းဒုက္ခအရင်ရောက်ပါတယ်ဘာလို့ဆိုတော့ဆက်ဆရာတွေမပြင်းနိုင်ဘူးဘယ်ဆမ်းဆိုပြင်းနိုင်တယ်ဆက်ဆရာတွေဒါပေမဲ့စပယ်ယာဘက်မရှိတဲ့ဒုက္ခကြောင့်မလို့ဒီကက်တွေကကောင်းရင်သားနဲ့ဒါစပယ်ဘက်မရှိလို့ဟာကြာနိုင်တယ်သို့မဟုတ်ဟိုဖြုတ်ဖြုတ်လို့လည်းမရအောင်ဆိုတော့ဒီနေရာမှာသွားပြီးတော့ကျွန်တော်တို့ဒီ electrolytic capacitor တို့လည်းတချို့တချို့နေရာတော့ထည့်လို့ရတယ်တချို့နေရာတော့ထည့်လို့မရအောင်ဒီကောင်းနေကြတော့ကျွန်တော်တို့ကျွန်တော်တို့ဒီကျွန်တော်တို့ နိုင်ငံမှာကြတော့အစားထုတ်လို့လွယ်လွယ်တယ်နော်အဲ့တော့ကျွန်တော်ကဘာကိုရွေးချယ်လဲဆိုတော့ကျွန်တော်ဒီကပ်ကိုပဲအများဆုံးသွင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့စပယ်ယာပဲလွယ်တယ်ဒီကောင်လေးလည်းလွယ်ဒီကောင်လေးလည်းလွယ်တယ်ပြီးရင်ဒီကောင်လေးလည်းလွယ်တယ်ဆိုတော့အဖြစ်များဆုံးကဒီကောင်ဒီဒီတန်းရဲ့ဒီကောင်ရဲ့ပေါ့နော်ဒီကောင်ဆိုတာနည်းငယ်ရှားပါတယ်ဆိုတော့ဒီကောင်ဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးဆိုတော့ဒီကောင်ဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းရှိတယ် လိုချင်းဆိုတာအကောင်လုံးကနားလေပထမဆုံး session device ကိုစလုံးမှာဆိုဒီကောင်ကဒီကောင်က driver ဒီကောင်ကဒီ band ကိုတောင်းဝင်ယူတယ် okay ဒီကောင်ပြီးလို့ရှိလို့ရှင် DC hybrid 400 volt လောက်ကိုဒီဒီထဲမှာ fader လောက်လဲတယ် hybrid DC လောက်လဲတယ်ပေါ့နော် hybrid DC လောက်ပြီးဒီက IGBT နဲ့ပြန်မောင်းတယ် AC အဖြစ်ကိုပြန်မောင်းတော့ပြန်မောင်းပြီးဒီ coin နဲ့ကိုထည့်ထည့်ပြီးတော့မှ AC ကိုပြန်ထုတ်တာဒါမဲ့ဒီ IGBT ရဲ့ driver ဒီကောင် ဟဲ့ဒီကောင်က driver နဲ့မောင်းပြီးတော့မှအကောင်တော့ AC smoothing အောင်ပြန်ထုတ်ရဆိုတော့ဒီကောင်ကကျွန်တော်ကျွန်တော်တင် जा ပြသရတာလည်းအရင်လွယ်တင် जा ပြသဆိုတော့ဘယ်လိုမျိုးကျွန်တော်လိုက်ရတဲ့အပိုင်းတွေကလည်းလွယ်တယ်မြန်တယ်ပြီး spare ပဲပေါ်တယ်အဲကြောင့်မလို့ကျွန်တော်ဒီကက်ကိုသုံးရခြင်းမဖြစ်ပါတယ်ဒီကက်ဆိုဟိစိကြီးအလေးကြီးပဲသူဒီဟိစိအလေးချိန်နဲ့နေကျွန်တော်တို့သေယူစေးကတော်လေးများပါတယ်ပြီးရင် okay အာသာကျအာနေကျကတော့အာသာကျအာနေကျကတော့သူ့ဟာနဲ့သူ ရှိပါတယ်ပိုကောင်းတာကတော့ကျွန်တော်တို့ဒါ SMD တိုက်ကတော့ KC ပြည့်တဲ့ထဲလဲပါတော့ဗောနော်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကြတော့ဆဗျာဘက်မပြောများတဲ့ဆဗျာဘက်မပြောများတဲ့အခါကျတော့ဒါမျိုးတွေဖြစ်ပါတယ်ဒီလိုမျိုး SMD တိုက်နဲ့လာတဲ့ power station မှာပုံဟန်လို့နေတာမဟုတ်အရင်လဲလှတယ်ဒါပေမဲ့ပြက်လို့ရှိရင်ပြင်စင်စရိတ်ကလို့မျိုးပြင်စင်စရိတ်ထက်ဆက်လို့ရှိရင်ဆဗျာဘက်မရှိတဲ့အခါကျတော့အရင်ကြာ Okay ကျွန်တော်ကျွန်တော်အကြိုက်ပြောပါဆိုကျွန်တော်တရားပို့ကြိုက်တယ်ဒါပေမဲ့ဒါပေမဲ့ဆဗျာဘက်မရှိဘူး အဆင်မပြေဘူးဒီကောင်ကျတော့အာအာကျွန်တော်တို့နိုင်ငံနဲ့အရန်အကြိုက်ဆုံးပဲစပယ်ပဲရှိတယ်ဆင်ရောက်တဲ့လူတွေဆိုလို့ရှိရင်လည်းအာဒါတိတ်ခေါင်းခဲเสียမလို့ဘူးအဲဟိုကျွန်တော်တို့ဟိုဆက်ဆရာတယောက်ကိုအာဟိုအကိုဒီဒီကလေးပြင်မပြောပြီးတော့ပြင်ပေးလို့ရတယ်သူ့အနေထားနဲ့သူ့သူလိုက်လို့ဆိုလွယ်တယ်ဘောကအရန်လွယ်တယ်ဘောနော်အဲကြောင့်ကျွန်တော်ဒီကလေးကိုသွင်းရခြင်းမဖြစ်ပါတယ် ဈေးကတော့ကြီးတော့ပဲဈေးကတော့ကြီးတယ်ဆိုတော့ဒီအတိုင်းပဲသူ့ရဲ့အလေးချိန်နဲ့အာသူ့ရဲ့အရွယ်စားနဲ့ကြတော့အလေးချိန်ရတော့မတူပါဘူးအဲ့ဒီလာရှင်းပြတာပါတချို့ကလာမေးကြရပါတော့နော်မင်းတို့ဒီဒီဒီမလား SMD တိုင်းလောက်ကတော့မှပဲဘာမှဈေးမရှိမင်းတို့ကကဘာလို့ဈေးကြီးလာလဲဆိုတော့ဈေးကြီးရတဲ့အကြောင်းလေးရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်